တိယသမ္မတတက်တန်းအတွက်ရွေးကောက်ပွဲဝင်ဖို့စဉ်းစားနေတယ်ဆိုတာမဟုတ်ဘူးလို့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကပြောကြားလိုက်ပါတယ်။ကနအူးမှာတော့သူကလက်ရှိသမ္မတတက်တန်းအကုန်ဆုံးရင်တောင်အင်ဖြူရောမှာသမ္မတအဖြစ်ဆက်ရှိနေဖို့နီလန်းတွေကိုစဉ်းစားနေကြောင်းကိုတိုင် ထုတ်ပြောဘူးသလိုအဲ့ဒီစကားကနောက်တာမဟုတ်ဘူးလို့လည်းအတည်ပြုခဲ့ဘူးပါတယ်။ဒါပေမဲ့အခုတော့သူကသမ္မတအဖြစ်တက်တန်းနှစ်ကြိမ်စုစုပေါင်း၈နှစ်ထပ်ပိုပြီးတာဝန်ယူမှာမဟုတ်ကြောင်းပြောဆိုခဲ့ပါတယ်။အမေရိကန်ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တမရတူဟာနှစ်ကြိမ်ရွေးကောက်ခံပြီးစုစုပေါင်း၈နှစ်တာဝန်ယူပြီးရင်နောက်တစ်ကြိမ်ရွေးကောက်ပွဲဝင်ခွင့်မရှိတော့ဘူးလို့အတိအလင်းပြဋ္ဌာန်းထားပါတယ်။ဒါပေမဲ့ထရမ့်ကလက်ရှိရွေးကောက်ခံတက်တန်ကုန်ရင်တောင်တမရအဖြစ်ဆက်ရှိကျင်တယ်လို့ပြောခဲ့ပြီးသူ့ရဲ့အတွင်းစည်းပုတ်ကိုတချို့ကလည်းအဲ့ဒီအတွက်ဖြစ်နိုင်ခြေနီးလန်းတွေရှာဖွေနေတယ်လို့မှတ်ချက်ပေးခဲ့ပြီးပါတယ်။ဒါပေမဲ့သူ့ရဲ့တမရတက်တန်ရက်တရာမပြည့်ခင်ရက်ပိုင်းလိုကပြုလုပ်ထားတဲ့ NPC သတင်းဌာနနဲ့အင်တာဗျူးမှာတော့ ထရမ်ကသူလဲဖွဲ့စည်းပုံဥပဒေနဲ့အညီရှင်းတဲ့တက်တန်းပဲတာဝန်ယူမှာဖြစ်တယ်လို့အတည်ပြုသွားခဲ့ပါတယ်။အဲ့ဒီအင်တာဗျူးကိုတော့မေလ၄ရက်နေ့မှာထုတ်လွှင့်ခဲ့တာပါ။သမရယာဒူးကိုတတရတက်တန်းဖြစ်နိုင်ရင်စရုထတက်တန်းအထိတာဝန်ယူခြင်းတယ်ဆိုတဲ့စကားကတော့သူ့အကြောင်းမဟုတ်မမှန်သတင်းဖော်ပြမှုတွေကိုလောင်ပြောင်တုံ့ပြန်ခြင်းလို့တမင်ပြောခဲ့တာလို့ထရမ်ကနောက်ပိုင်းမှာဖြေရှင်းခဲ့ပါတယ်။ဒါပေမဲ့သူပိုင်ဆိုင်တဲ့ကုမ္ပဏီ Trump Organization က Trump 2028ဆိုတဲ့စာတမ်းနဲ့အုပ်ထုပ်တွေကိုရောင်းချနေခဲ့တာကြောင့် Trump ဟာ2028ရွေးကောက်ပွဲမှာနောက်တစ်ကြိမ်ရှင်ပြိုင်ဦးမလားဆိုတဲ့ထင်ကြေးတွေကိုပိုပြီးအားကောင်းစေခဲ့တာဖြစ်ပါတယ်။ NBC နဲ့အင်တာဗျူးမှာတော့ Trump ကသူ့ကိုတတရသမရတက်တန်းအတွက်ရွေးကောက်ပွဲရှင်ပြိုင်စေချင်တဲ့သူတွေအများကြီးရှိနေတယ်လို့မှတ်ချက်ပေးခဲ့ပါတယ်။အုပ်ထုပ်တွေရောင်းနေကြတဲ့ကိစ္စနဲ့ပတ်သက်လို့တော့ Trump ကဒါဟာသူက2028ရွေးကောက်ပွဲမှာရှင်ပြိုင်မယ်ဆိုတဲ့အတိတ်ပဲတော့မဟုတ်ဘူးလို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။နောက်ပြီးလက်ရှိဒုတိယတက်တန်း၄နှစ်တာအတွင်းမှာတင်ထူးခြားပြောင်မြောက်တာတွေလုပ်ပြဖို့အချိန်တွေအများကြီးလုံလုံလောက်လောက်ရှိနေတယ်လို့သူယုံကြည်ကြောင်းလဲထရမ့်ကပြောကြားသွားပါတယ်ရှင်။